အားလုံးပဲမင်္ဂလာပါရှင်။အာဆီယံလက်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်ကစစ်ကောင်စီကောင်ဆောင်မင်းအောင်လိုင်းနဲ့အမျိုးသားညညရေးအစိုးရအဖွဲ့ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့နဲ့တွေ့ဆုံဆွေးနွေးမှုတွေကထူးခြားမှုတွေကိုကောင်းနောက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။အာဆီယံလက်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်ကထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းလိုင်းဖြစ်ပြီးလက်ရှိထိုင်းဝန်ကြီးချုပ်ရဲ့ဖခင်လည်းဖြစ်တဲ့ သက်ဆင်ရှင်နာဝက်ရဲ့စီစဉ်ပေးမှုနဲ့စစ်ကောင်းစီကောင်းဆောင်မင်းအောင်လိုင်းကို AB 18ရက်နေ့ညနေပိုင်းမှာဗန်ကောက်မြို့မှာ တွေ့ဆုံခဲ့တယ်လို့သိရပါဗျ။လူချင်းတွေ့ဆုံခဲ့တဲ့အဲ့ဒီတွေ့ဆုံမှုမှာထူးခြားမှုအဖြစ်သတင်းတပ်ပုံတွေထွက်ပေါ်လာတာမရှိခဲ့သလိုစစ်ကောင်းစီဘက်ကလည်းသတင်းတပ်ပုံတွေကိုထုတ်ပြန်လာတာမတွေ့ရပါဘူး။တွေ့ဆုံဆွေးနွေးမှုမှာတော့ ငလေးဘေးသင့်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးအပ်ဖို့ဆွံ့နွေခဲ့ကြပြီးမြန်မာနိုင်ငံပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိနိုင်ဖို့ရေး အလေးထားဆွံ့နွေခဲ့တယ်လို့အန်ဝါအီဘရာဟင်ကသူ့ရဲ့လူမှုကွန်ရက်မှာရှင်းတာခဲ့ပါတယ်။ ဒီကနေ့ AB 16ရက်နေ့မနက်ပိုင်းမှာတော့အာဆီယံလက်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်နဲ့မြို့သားညညရေးအစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းတို့အွန်လိုင်းကနေတဆင့်မိနစ်40ကျော်ကြာတွေ့ဆုံဆွေးနွေးကြပြီးအန်ဝါအီဘရာဟင်ကအဲ့ဒီလိုတွေ့ဆုံဆွေးနွေးမှုကိုဓာတ်ပုံတွေနဲ့တကွသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။ အဝါဣဗရာဟင်ရဲ့ဖော်ပြမှုမှာမန်ဝင်းခိုင်တန်းကိုပြည်တော်စုဝင်ကြီးလို့ရာထူးကိုဖော်ပြထားတာမရှိခဲ့ပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့တွေ့ဆုံခဲ့တဲ့လို့တော့ထည့်သွင်းဖော်ပြထားပါတယ်။မလေးရှားဝင်ကြီးချုပ်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ကျွန်တော်ရဲ့အစောပိုင်းတွေ့ဆုံမှုလို့ပဲတွေ့ဆုံပြောဆိုမှုကအပြည့်အစုံဆောင်ခဲ့ပါတယ်။ကျွန်တော်ရဲ့ထိတွေ့ဆက်ဆံမှုကိုဘယ်ဘက်ကမှတစ်ဖက်ကိုတစ်ဖက်ကန့်ကွက်သားတွေမလုပ်ခဲ့ပါဘူးလို့လည်းရည်သားထားပါတယ်။ အန်ဝါအီဘရာဟင်ကစစ်ကောင်စီနဲ့အန်ယူဂျီတို့နှစ်ဖက်စလုံးကို တွစ်ဆုံမှုနဲ့ပတ်သက်ပြီးနှစ်ဖက်အဖွဲ့အစည်းအားလုံးကကံကွက်မှုတွေလှုပ်ဆောင်ကြတာလည်းမတွေ့ရပါဘူး၂021အာနာသိမ်းယူပြီးကြတဲ့ကအာဆီယံဟာပုံသဘောတူညီချက်၅ချက်ကို လိုက်နာဖို့စစ်ကောင်စီကိုတောင်းဆိုခဲ့ပေမယ့်စစ်ကောင်စီအနေနဲ့လေးစားလိုက်နာမှုမရှိခဲ့ပါဘူးရှင် ကျွန်မနွယ်ပါ